ဇလန်ရဲ့အဆမ်းမဥရိယကွန်မန်မန်တာတက်ကတူဘီကပြန်လန့်ခီး၌နာနေကြောင်းကိုဇန်ညွန်စကားအနေနဲ့စတင်ထားတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်ကဇလန်အဆရင်ဥရိယကွန်မန်မန်တာတက်ကတူဘီကပြန်လန့်ခီး၌နာနေကြောင်းကိုဇန်ညွန်စကားများဖြင့်စတင်ထားသည်စတင်ရေးပွဲထားပါတယ်။တစ်ဆက်တည်းမှာပင်တစ်ဆက်တည်းမှာပဲအရေးတယောက်ရတောင်မြင့်နာကထွက်လာတယ်။စကားဆိုရင်ခန်းထဲမှာမြောင်မြင့်နာကရေးတဲ့ဘေးမှာထွက်လာတယ်စကားဆိုရင်ဒီအခန်း အခန်းတက်နဲ့ခန်းနဲ့ဟာဇလန်းရဲ့ရေတပြတ်ဆက်ရဲ့အဓိကအဲဒီဇလန်းကိုပနေရှပုံစံပေါ်တဲ့အစာပြုတဲ့အပိုင်းဇက်ပြိုအပိုင်းဖြစ်တယ်လို့ကျွန်တော်ကသုံးသပ်ပြီးတော့ရေးဖွဲထားပါတယ်ရေးသားပေးထားပါတယ်ဒီဘိုက်တစ်ပိုင်းလုံးကိုကျွန်တော်ကဇလန်းအစာတွေဥပဥတ္တရကုမာမင်းသားတက္ကသိုလ်ပြီကအပြန်ဇလန်းနဲ့လန်း sorry လန်းစခန်းနိုင်နာနေတော့နာနေကြောင်းကိုဇန်းညွန်စကားဖြင့်စတင်ထားသည်အစတဲမှာပင်ဒီတဲ့ယောက်ျားတောင်မျက်နှာက စကားဆိုသည် ခန်းနှစ်တွင်မြောင်းမျက်နှာကဒီသမီးမှစကားဆိုသည်ဤနှခမ်းလုံးသည်ဇက်ဤဇက်ကိုပနဲ့ရှကဇက်ပြိုထားသည်ကို တွေ့ရှိရသည်ဆိုပြီးတော့ကျွန်တော်ကဖြည့်ပြထားပါတယ်ဒုတိယစာကိုအပိုက်သုံးအနေနဲ့ဥပုံညသည်ပြဇက်ဤရွေရှုပ်ကိုဆွဲခေါ်သည့်နေရာတွင်ပရိသတ်တို့ညှိမွေ့မှုရှိစေရန်တိလိုစိတ်တို့ကိုနှိုးဆွရိပ်ွက်နိုင်ကြောင်းကိုလည်းတွေ့ရှိရသည်ဥပုံညက တကယ်လဲဒီပြည့်စက်တပုတ်ကိုလေးလာတိဒီတပြည့်စက်ကိုဖန်တီးထားတဲ့နေရာမှာအဲပရိသတ်တွေပြင်းညင်းဝေးမှုမရှိအောင်ပရိသတ်တွေကိုတခန်းချင်းတခန်းချင်းဇာလံအခြေစက်တွေနဲ့ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်ကဒီရွေးချယ်ကိုဆွဲခေါ်တဲ့နေရာမှာညင်းဝေးမှုမရှိအောင်လူတွေရဲ့တိလို့စိတ်ပရိသတ်တွေရဲ့တိလို့စိတ်ကိုနှိုးဆော်ပေးတဲ့အရေးသားတွေနဲ့ရည်ယူသွားနိုင်ဆိုတဲ့ရည်ယူသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုရေးထားတယ်။အဲဆက်ပြီးတော့အခန်းသုံးကိုဥရိယကုံမမင်းသားနန်းသိမ့်ပွဲခန်း ဇညုစကားဖြင့်သာပေါ်ပြထားသည်ကိုတွေ့ရှိရတယ်။ဟုတ်တယ်။ခန်းသုံးကကျွန်တော်တို့အဥဒိယကောင်မမင်းသားနန်းသိပ်ဝဲခံရဆိုတဲ့ဇညုစကားနဲ့ပဲအခန်းသုံးကိုပြီးပြထားတာတွေ့ရတယ်။ဒီနေရာမှာကျွန်တော်လေ့လာရမယ်ဆိုရင်ဒီဒီအချက်ကိုလေ့လာရမယ်ဆိုရင်ကျွန်တော်တို့အခန်းတက်တဲ့နှစ်ကကျွန်တော်တို့ဒီရေသမိမရေယောက်ျားနှစ်ဦးထွက်ဆိုပြီးစကားထွက်ဆိုတဲ့အခန်းလေးကိုပရိသရိယစိတ်ဝင်စားပြီးတာဖြစ်တဲ့အတွက်အခန်း ဥမာဥရိယကုံမမင်းသားနန်းတပွဲနန်းသိမ်းပွဲခံယူတာကိုပြဿက်ထဲမှာထည့်ရေးထားမယ်ဆိုရင်ပြဿက်ကပေါင်းပွားပြီးတော့ဒီအခန်းကိုလည်းလူအများစိတ်ဝင်စားလောက်တဲ့အခန်းမဟုတ်တဲ့အတွက်ကြောင့်ဥရိယကုံမမင်းသားနန်းတပွဲခံယူခန်းကိုဥပညာကအဲဒီဇန်ဇန်ညုံစကောင်းနဲ့ပဲရှုပ်ထားတာကိုတွေ့ရတယ်ဒီခတ်တနေနှစ်ကဒီအခန်းတနေနှစ်ကရေတယောက်ကြနဲ့ရေသမီးမှစကားရှုခဲ့တဲ့အခန်းတွေကိုအော်လေ့လာခဲ့ပြီး အဲဖတ်ရှုခဲ့ပြီးတဲ့သူတွေပြိသက်တွေကဒီဆန္ဒသူရဲ့ဆန္ဒအရအဲဒီအခန်းသူရေးတဲ့ယောက်ျားနဲ့ရေးတဲ့မိမဇက်ကောင်နှကောင်ကိုအမြဲအမြန်ဆုံးတွေးပေးရှင်နေတွေးစီရှင်နေတဲ့စိတ်ကိုဒီဦးရေဒီအဲဥပ္ပညာကဖြည့်စီပေးတဲ့အနေနဲ့ဒီနေရာမှာအဲအရင်ဆုံးအမြန်ဆုံးအဲဇက်ကောင်နှကောင်ကိုတွေးပေးရှင်နေစိတ်နဲ့ဒီဦးရေကောင်မမင်းသားကိုမန်တိဘွက်ခန့်ရှင်ကို စကားအညွှန်းနဲ့ပဲဇာညွှန်းစကားနဲ့ပဲဆုံးသက်ထားတာတွေ့ရတယ်။ဒါကိုကျွန်တော်ကတွေ့ရသည်အခန်းတနေ့နဲ့တွင်ပြုခဲ့သောဇက်ွက်အတွက်ပရိသတ်တို့၏ဆန္ဒကိုဖြည့်ဆည်းပေးရန်ရှေ့အခန်းနှခမ်းမှာဇက်ကောင်နှစ်ဦးတို့ကိုတွေ့ပြလို့သောကြောင့်ဖြစ်မိဟုခံမှန်းနိုင်သည်ဆိုပြီးကျွန်တော်စကားပြေးဤဟန်ကိုပြထားပါရယ်။အဲနောက်ထပ်ဇက်ကိုအပိုက်၄မှာကျွန်တော်ပြဇက်အခန်း၄သို့ရောက်တွင်ရေတဲ့ယောက်ျားနှင့်ရေတဲ့မိန်းမတို့ကိုတွေ့ဆုံပေးသည် ခန်းလေးမှာရေသမီးမနဲ့ရေသယောက်ျားကိုတွေ့ဆုံပြီးကျွန်တော်ဒီဇူကီပြေမှာရေသပြတ်သက်ဆိုလေရေသပြတ်သက်အပြာဆိုလေကြပြာဒီကြပြာရဲ့အနေထားအတိုင်းပိုက်သူ့ပိုက်အတိုင်းပဲဒီဘိုက်ရှင်းစီဒီဘိုက်ရှင်းစီတွားပြီးတော့ရေဖေးရေဖေးထားပါတယ်ပြတ်သက်မှာလည်းကျွန်တော်ဖန်တက်နဲ့3လေးလူစတဲ့ဖြင့်အစင်အလိုက်ကြအောင်စီးပြီးတော့ရေးထားတာဖြစ်ပါတယ်အစီအစာပြောစကားများကြောင့်ပြက်ဆက်ကိုနှိုးဆွပေးရင်းနှင်းမင်းဇက်အတက်ပိုင်းသူရောက်လာအောင်ဖန်တီးပုံဖော်ထသည်မှာ ညံတာလုံးလာသည်ဟုတ်ပါတယ် UDA ဒီဥဥပညာဟာဆိုရင်အဲသူရဲ့ပြဿက်ထဲမှာသက်ဆောင်တူနဲ့တူအပြန်လှန်ပြောစကားတွေနဲ့ပြဿက်ကိုပုံဖော်ထားတာတွေ့ရတယ်ပြောစကားတွေမှာဥပညာရဲ့ဒီစကလုံးလှပတဲ့စကလုံးတွေအတုံးနှုံနေအဲဒီလိုအတုံးနှုံကောင်းတွေနဲ့သူပြဿက်ကိုသူရဲ့ရွေးချက်ကိုရောက်အောင်အတွက်ဆွဲခေါ်နိုင်တာကိုတွေ့ရတယ်အဲဆွဲခေါ်ပြီးတော့ဖန်တီးယူထားတာက ျွန်တော်တို့ဒီပရိသတ်တွေကိုညင်ညင်တာတာနဲ့သူ့ရဲ့ viewership ကိုဟိုအမြန်ဆုံးဟိုရောက်နိုင်အောင် viewership တို့ဟိုစာဖတ်သူပရိသတ်နောက်ထောင်သူပရိသတ်တို့အားလုံးဟာသူ့ရဲ့ညီကုံပိုင်းဖြစ်တဲ့ viewership ကိုရောက်နိုင်ဖို့အတွက်ညင်တာတာဆွဲယူထားတာကိုတွေ့ရတယ်ပရိသတ်ရဲ့တီးလို့စိတ်အားမလုံးအားမရစိတ်တို့ကိုဖြစ်ပေါ်လာတယ်အဲတက်ဆက်ဖြစ်ဖြစ်ကျွန်တော်တို့ word to ဖြစ်ဖြစ်ဒီအဲဗီဒီယို ပေါ့ဒီရုပ်ရှင်နေပဲဖြစ်ဖြစ်တရားမှာကျွန်တော်တို့လူတွေရဲ့တိလို့စိတ်အမလို့အမရဖြစ်စိတ်အပြည့်မှုကောင်းတဲ့အဖွဲအနှွဲ့တွေနဲ့ဖွဲ့နှွဲ့ပြီးတော့လူတွေရဲ့အမလို့အမရစိတ်တွေတိလို့စိတ်တွေကိုဖြစ်ပေါ်အောင်ဥပညာကဆွဲယူရေးဖွင့်နိုင်တယ်ဆိုတော့လေတွေ့ရတယ်။နောက်ထပ်ဇာကိုအပိုင်ငါမှာအခန်းငါအကြောင်းကိုဆက်ပြီးတော့ကျွန်တော်ရေးထားပါတယ်။အဲခါကမှာဆိုရင်ဟိုဒီဥရိယမင်းကြီးနဲ့ရေတယောက်ျားနန်းတော်ထဲမှာတွေ့ဆုံရဲအခြေအချစကားတွေပြောတယ်အဲပြီးတော့ဒီဒီဖြည်းဖြည်းနဲ့နေပြီးတော့သူက ဇက်ရဲ့တံပိုးဇက်ရဲ့အချိန်ကိုမြင့်တင်လာတယ်မြင့်တင်ပြီးတော့ဒီဝချက်ကိုရောက်အောင်ပြည်သက်တွေကိုဆွဲခေါ်တယ်အရှင်းတမျိုးဖြစ်တယ်လို့ပြောနိုင်တာဗောဒီညမှာဒီဆက်ပြီးတော့ဒီအပိုင်းမှာပဲပြဇက်ရဲ့အဲဇက်လန်းသဘောအရာကြည့်မယ်ဆိုရင်အချိန်ကိုမြင့်တင်ပေးတယ်အဲဇက်အတက်ပိုင်းလို့ဆိုနိုင်တယ်အဲတစ်ဆက်တည်းတစ်ဆက်တည်းမှာရေတဲ့ယောက်ျားရေတဲ့အင်ရှင်းမင်းဘွားကိုရောက်သွားတယ်အငွေလေးကိုတွားယူတယ်မိဖုရားကို ော်ယူတယ်ဒီအချက်လက်တွေအားလုံးဟာလည်းဒီဇက်ဇက်ကွက်ဇက်ခအခန်းငါးတစ်ခုထဲမှာပဲအချိန်ဆက်ဇလန်းအချိန်ဆက်နဲ့ချိန်ဆက်ပြီးပြောင်းလဲရွေးလျားသွားတာတွေ့ရတယ်ဒီအချိန်မှာစာဖတ်သူတွေပြဆက်ကိုနားထောင်သူတွေအနေနဲ့စိတ်ဝင်စားမှုကိုပုံမှန်မြင့်တက်စေတဲ့အတွက်ဒီပိုင်းကိုကျွန်တော်ကဇက်အတက်ပိုင်းကိုဟိုတတ်မှတ်တယ်ဇက်အတက်ပိုင်းကိုတတ်မှတ်ပါတယ်နောက်ထပ်တစ်ပိုက်ကဥယျာဉ်တော်တွင်မင်းကြီးစက်တော်ခေါ်နေတဲ့အချိန်မှာအရှင်မင်းကလှုပ်ကြံရကြံစီတဲ့အပိုင်းဖြစ်တယ်အဲဒီအပိုင်းမှာ ဇက်ရဲ့အချိန်ကအမြင့်ဆုံးအပိုင်းကိုရောက်ပြီးတော့ဇက်ရဲ့အထောက်အထိတ်ကိုရောက်နေတဲ့အတွက်ကြောင့်ဒီဇက်ကိုဒီနေရာမှာပြဇက်ဒီပိုင်းလိုက်ပြမယ်ဆိုရင်ကျွန်တော်တို့ဇက်ဇက်ဇက်နိုဇက်ပြိုဇက်ပြိုဇက်နိုအဲဇက်တဲ့ဇက်ထွက်ဆိုတဲ့နေရာဖြစ်တယ်ဇက်အထွက်ရဲ့ဇက်ရဲ့အထွက်အထိတ်ဒီကသူ့ရဲ့ရွေရှိဟဲ့ကိုဖွင့်ရှာဖို့အတွက်အဓိကနေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီနေရာဟာဇက်ရဲ့အထွက်အထိတ်ကိုကျွန်တော်ကရွေရှယ်ပြီးတော့ရေးသားထားတာပါတယ်အဲရွေချက်ကိုပေါင်းမြောက်စွာရောက်ရှိဖို့အတွက် အဓိကကြတဲ့အပိုင်းဆိုပြီးတော့ကျွန်တော်ဒီမှာစကပြေထဲမှာကျွန်တော်ပြန်ဆိုထားတဲ့စကပြေထဲမှာထည့်ထားတယ်။သုံးချင်တန်းနဲ့တက်ဖြက်ရန်လှုပ်ကြံတယ်လှုပ်ကြံပြီးတဲ့နောက်ပိုင်းမှာရေးတဲ့အင်ရှင်မင်းကနောင်တရရတယ်။နောင်တရရပြီးတော့မင်းကြီးကိုနှိုးတဲ့တောက်မှန်နဲ့တောက်မှန်နဲ့အပိုင်းဒီနေရာမှာတောက်မှန်နဲ့အပိုင်းကိုရောက်သွားတဲ့အချိန်မှာဇက်ရဲ့ရွေရှစ်ကလည်းပြီးမြောက်သွားတဲ့အတွက်ကြောင့်သူ့ရဲ့လောဘတဏှာတွေရဲ့ဆိုးကျိုး ဟုတ်တွေကိုပြတဲ့အနေနဲ့ဒီဇက်ရဲ့အဓိကကြတဲ့အချက်ဇက်တဲ့ပိုင်းပြီးတော့နှိုးပြီးတော့တောင်းမှလည်းဆိုတဲ့အခါကျတော့ဇက်ရဲ့အကြပိုင်းဘောနော်ဒီရဲ့သူဇက်တစ်ဇက်လုံးရဲ့ဖြည်ဒီအဲပုစလာတဲ့ထုံထောင်လာတဲ့အဲဒီမတင်မကြဖြစ်မှုတွေအဲအာပြန်မှုတွေဒီအာပြန်မှုတွေမတင်မကြဖြစ်မှုတွေကိုဒီဇက်ရဲ့အကြပိုင်းမှာဖြစ်တဲ့ဒီဇက်ကြပိုင်းမှာဒီအထုအပုအဆက်အထုံထောင်တွေကိုဖြည်တဲ့အဲ စကားတယောက်ဇက်ဆောင်တူဦးနဲ့တူဦးပြန်လှန်ပြောစကားတွေနဲ့အဖြေလျှော့ထားတာတွေ့ရတယ်။ဒါကြောင့်ရေတဲ့ပြက်ဆက်ဟာအဲဒီနေရာမှာကျွန်တော်ရဲ့လေ့လာချက်ဆရာပြောမယ်ဆိုရင်ရေတဲ့ပြက်ဆက်ဟာအဲသူ့ရဲ့ရည်ရွယ်ချက်ကိုရောက်အောင်ပိုင်ပိုင်နိုင်နိုင်နဲ့ဥပုံညာကရေးပွင့်နိုင်တယ်။အဲဇက်လန်ဇက်ကွက်ဇက်အခင်ချင်းအဲဇက်ရဲ့ဇက်ပြိုဇက်နှိုးအဲဇက်တက်ဇက်ကြအစရှိတဲ့ဒီဇက်ပိုင်းအစအလယ်အဆုံး ဟုတ်အားလုံးကိုသူမှစနစ်တကျစီရှယ်ပြီးရေးဖွဲ့နိုင်တဲ့ပရိသတ်တွေကိုဆွဲခေါ်နိုင်တယ်။အဲပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရယူနိုင်ပြီးတော့သူရဲ့ရည်ရွယ်ချက်ကိုပေါင်းမြောက်အောင်မြင်အောင်ဥပညာရဲ့အရေးဖွဲ့ကောင်းကောင်းဥပညာရဲ့ဇာတ်လမ်းဖန်တီးမှုကောင်းကောင်းနဲ့ရေးဖွဲ့နိုင်တဲ့ပြဿနာတစ်ခုဖြစ်တယ်ဆိုတော့လေ့လာတွေ့ရှိရတယ်။